နိုင်ငံရေးပါတီတွေမှာတည်ကြတဲ့မူဝါဒနဲ့အဲ့လွတ်တော်ကိုယ်စားလှယ်တဲ့တည်တည်ကြကြလိုက်နာမဲ့စီကံတမချက်တွေလိုတယ်။နောက်အရေးယူမှုတွေလည်းအရေးယူအပြစ်ပမှုတွေလည်းလိုတယ်။နောက်လွတ်တော်ထဲကိုရောက်သွားတဲ့လွတ်တော်ကိုယ်စားလှယ်တယောက်ကိုကျွန်တော်တို့ကအပြင်ကဟိုကာမန်ပြည်သူတွေကတော့အစတော့ယုံကြည်လို့ပြလိုက်တယ်။ဒါပေမဲ့သူကပြည်သူတွေပေါ်မှာဟိုဘယ်လိုကလဲသူတန်ဖိုးထားမှုလေးစားမှုအမှန်တအားနဲ့ခါမှာ right to recall ဆိုတဲ့ဟာမျိုးကလည်းဥပဒေမရှိပြဘူး။နော်အဲ့တော့လွတ်တော့အဲ့လွတ်တော့ကိုယ်စားလှယ်ဝေဖန်နေဆိုရင်လည်း အဲ့နိုင်ငံရေးပါတီကငါတို့ပါတီတိုက်ခိုက်တယ်ဆိုပြီးတော့ဒီအဲ့လမ်းကြောင်းတွေတခုပေါ်လာလိမ့်မယ်အဲ့တော့ဗမာပြည်နိုင်ငံရေးကတော့ဟိုဟိုလွတ်တော်ကမရင်ကျက်စစ်တေကာလမှာတော့အဲ့ထဲမှာဝဲလေဝဲလေရှိနေမှာပဲလူတွေအားမရအဲ့တော့ကျွန်တော်တို့စိုးရင်ပါတယ်ဒီလိုပုံစံမျိုးနဲ့တော်လို့ရှိရင်ဗမာပြည်လူထုဟာဟိုဒီမိုကရေစီအခင်းချင်းကိုစိတ်ပြက်လာလိမ့်မယ်နော်စိတ်ပြက်လာလိမ့်မယ်အဲ့တော့ဗမာပြည်လူထုမှာတော့ဟိုနည်းနည်းတစုံတရာဖွံ့ဖြိုးမှုပေါ့လေသူကသူ့ဟာသူ establish ဖြစ်နေတဲ့အကြောင်းဟို radical သိမ့်ဆန်တဲ့အလားလာတော့မရှိဘူး ဒါပေမဲ့တိုင်းရင်းသားဒေသတွေမှာလူထုဟာဒီမိုကရေစီအခင်းကျင်းပေါ်မှာစိတ်ကုံလာတယ်ဆိုလို့ရှိရင်ငကိုရေခန့်ပြေခန့်ရှိတဲ့အတွက်ကြောင့် radical line တွေကောင်းထောင်လာလိမ့်မယ်အဲ့တော့ဒီမိုကရေစီဘောင်ကျုံရင်စစ်ဘောင်ကျယ်လာတယ်ဆိုလို့ဟာဒီလိုဆိုတော့မရတော့ဘူးကငါတို့ပုံကန်ရတော့မယ်ချရတော့မယ်ဆိုရင်အရင်တော့ကပုံကန်မှုအဟောင်းလေးတွေကပြန်ပြီးမိတငွေငွေတငွေတောက်လုံလာလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကဒီမိုကရေစီရှင်သန်ဖို့လိုတယ်လွတ်တော်အားကောင်းဖို့လိုတယ်เนาะ democratic process မှာနိုင်ငံရေးပါတီကြီးတွေကတကယ်ကို political wishes နဲ့ democratic commitment ပေါ့လေတကယ် democracy နည်းပေါ်မှာတန်ထိတ်ထင်ရှားရှားနဲ့သဘောထားကြီးကြီးနဲ့သွားနိုင်ပြီဆိုရင်တော့ဒီလမ်းဟာကောင်းမယ်အဲ့လိုမသွားနိုင်ဘူးဆိုရင်ကိုဘေးလိုကတ်ဆိုင်နေတဲ့ကာလမျိုးမှာတကောလည်းပြည်တွင်းစစ်ကလည်းပြန်ပြီးတော့တငွေငွေတကွင်းတောက်လောင်တဲ့ကာလမျိုးမှာပမာပြည်ရဲ့သွားမဲ့နိုင်ငံရေးဟာလာလာမကောင်းဘူးเนาะအဲ့တော့ကျွန်တော်တို့ကရင်တော့ပြောခဲ့ကြတယ်မြန်မာမြန်မာပမာပြည်ဟာဒီပြည်ထောင်စုမြန်မာနိုင်ငံဒီမိုကရေစီကိုသွားနေတယ်ဒါပေမဲ့ fail state လားဟုတ်လားမဟုတ်လားဆိုကျွန်တော်ကတော့ fail state မဟုတ်သေးဘူး ဒါပေမဲ့ fail state ဖြစ်နိုင်ရှေ့အရမ်းများတယ် fail state ကိုဆုံးဖြတ်တဲ့ကတော့ fail state ကြီးအများကြီးတာပေါ့ဒါပေမဲ့ fail state ကိုအဓိကဆုံးဖြတ်ခြင်းမှာဒီလွတ်တော် process လေးပါတယ်နော်နိုင်ငံတစ်ခုကစီးပွားရေးလူမျိုးရေးယုံကြာဆင်းနေတယ်ဟိုလူထုရကောက်ဘက်တင်မျိုးကိုယ်စီလည်းမရှိဘူးလွတ်တော်တွေက function မဖြစ်ဘူး check and balance မဖြစ်ဘူးဆိုရင်ဒီနိုင်ငံ fail state ဖြစ်တော့များတာအဲ့တော့ဒီလွတ်တော်နဲ့ democracy ရွေးကောက်ဖို့ကိုခိုင်ခိုင်မာမာတိတိကျကျမခိုင်ခိုင်မာမာတည်ဆောက်နိုင်ဘူးဆိုရင်အာဏာရရင်လည်းရလိမ့်မယ် ိုင်းပြည်ကတော့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့လမ်းလျှောက်ပြီးတော့ face ရောက်သွားတယ် face ရောက်သွားတယ်ဆိုတော့ကျွန်တော်တက်မတော်ကအာနာသိမ့်နေပါလေဆိုတာမဟုတ်ဘူးအာဖရိကမှာအတိတ်တုံအတိတ်တုံအများကြီးရှိပါတယ်အဲ့ဒါမျိုးကျွန်တော်စိုးရင်